စ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်စစ်တွေမြို့မှာတက္ကသိုလ်တွေကိုဖွင့်လှစ်ထားပေမဲ့တက်ရောက်တဲ့ចောင်းသူចောင်းသားတွေအရန်နေပါနေတယ်လို့သိရပါတယ်စစ်တွေမှာစစ်တွေတက္ကသိုလ်အပါအဝင်ဤပညာတက္ကသိုလ်နဲ့ကွန်ပျူတာ တက္ကသိုလ်တွေကိုဖွင့်လှစ်ထားပေမဲ့လေစစ်တွေမြို့နယ်အတွင်းကတိုက်ပွဲတွေကြောင့်လွတ်မြောက်နေမျိုးတွေကိုတင်းချောက်သူတွေနဲ့ပြည်မဘက်ကိုတင်းချောက်သူတွေကြောင့်တက္ကသိုလ်တက်ရောက်သူတွေအရန်နေပါသွားတာလို့သိရပါတယ် စစ်တွေတက်ကတူမှာမိသားတစ်ခုမှာအနေအဆုံးចောင်းသူចောင်းသား9ယောက်ကနေ6ယောက်ကြားပြီးတက်ရောက်နေတယ်လို့စစ်တွေတက်ကတူနဲ့နှိဆက်သူတယောက်ကနူရင်းစရာကိုပြောပါတယ်စစ်တွေတက်ကတူဟာတက်မဲ့သူမရှိပေမဲ့ခွင်ထားတဲ့သဘောဖြစ်ပြီးမိသားတစ်ခုလုံးမှာ9ယောက်6ယောက်လောက်ပဲရှိတယ်လို့သိရပါတယ်ကျောင်းသားတွေဟာရန်ကုန်ကိုပြောင်းတဲ့သူတွေများပြီးတချို့ကတော့တိုက်ပွဲရှောင်ရင်းလူမြောက်နေမျိုးကို ရောက်သွားကြတာ တရှိ့နောက်ဆုံးအနည်းចောင်းသားတွေကတော့တက်ရောက်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်စစ်တွေတက္ကသိုလ်အပါအဝင်တနိုင်ငံလုံးကတက္ကသိုလ်နဲ့ဒီဂရီကောလိပ်တွေကိုစစ်ကောင်စီကမေလ22ရက်နေ့ကနေចောင်းအပ်လက်ခံခဲ့ပြီးဂျွန်လ2ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာပါရှင်